ူလိုခြင်းမဟုတ်ဖဲကျွန်ုပ်နတ်ဆေးจิตတော်ပညာယူကားသညီလေးညီမလေးများကိုသာအကြံပြုခြင်းဖြစ်ပါ၏အဖေကြီးဦးမြခင်မိတ်ကြခဲ့သောသုံးမဩဝါဒကိုမူရင်တိုင်ကူးယူတင်ပြခြင်းဖြစ်၏ပညာခံယူထားသူများအခြေခံကိုကျင့်တရားကောင်းမွန်စေရန်ရည်ရွယ်လျက်ဥပမာပေးမိတ်ကြခဲ့သောသုံးမစကားလည်းဖြစ်၏တတိပေးစကားလည်းဖြစ်၏အဖေကြီးနောက်ဆုံးမိန်ကွန်းလည်းဖြစ်၏အဖေကြီးမထွက်ခင်တပတ်အလိုခန့်၌ နောက်ဆုံးအတန်အသွင်းမိတ်ချခဲ့သောဩဝါဒလည်းဖြစ်ဖွဲ့ရပေါ့ဆရာတော်ဖျားများနေတဲ့နေရာဌာနကိုဥပမာတင်စား၍ပြောတော်ပါမယ်အဲ့ဒီနေရာမျိုးဆိုလားဥမာကြတော့အမှတ်ပုံတင်တယ်ပတ်စပို့ထုတ်ပြရတယ်မှတ်ချက်ပါလားမှင်နီပါလားဥမာစစ်တယ်ပိုဒေတာတွေဖွဲ့ရပေါ့စကမ်းမှာလည်းခင့်မိနေပြီဥမာအပြည့်အပိုင်းစင်ကြယ်တဲ့သူကိုနေရာချထားပေးဖို့အရာရှိလဲရှိတယ်အခက်အခဲမီးအောင်တွေပြတဲ့အခါမှာလည်း ဆုံးဖြတ်နိုင်တဲ့အရာရှိတွေရှိတယ်။စက်ရင်းနှစ်ယောက်ရှိတယ်။ passport စစ်ဖို့တန်းစီဝင်လာတဲ့အခါမှာစစ်ကြောမေးမြန်းဖို့နောက်တန်းစီဝင်လာတဲ့အခါမှာတို့အကျင့်အတိုင်းပေါ့ကွာတန်းစီပြီးမှန်မှန်မနေပဲနဲ့အလင့်မှာရှေ့ကြောကြောတက်ချင်တဲ့အကောင်တွေကိုဆုံးမဖို့လူတွေလည်းရှိတယ်။အဝင်ကိတ်မှာ automatic မိကလုတ်တွေအကုန်စင်ထားတယ်။မိအယောင်အမျိုးမျိုးနဲ့အဲ့ဒီလိုဂိတ်ကိုဝင်တော့အဖွဲလိုက်အဖွဲလိုက်ဝင်ကြတယ်။တအူးချင်းတအူးချင်းဝင်ကြတယ်ဝင်နေတာပဲ တမာတပီလုံးမှာရှိတဲ့စီလောကနဲ့ပတ်သက်ပြီးဖြစ်စီတမာလောကနဲ့ပတ်သက်ပြီးဖြစ်စီဖွဲ့ပေါက်သူတော်စင်လမ်းစဉ်ကို မလူချင်တဲ့သူမရှိဘူးအကုံဝင်ကြတာပဲဝင်တဲ့အခါကျတော့နှချံနဲ့နွားတွေရိုက်သွင်းလိုက်တယ်လို့ဝုံဝုံဝုံနဲ့ဝင်လို့မရဘူးကြံကြံတန်တန်ပြောပေးရစီဒါမှအရသာရှိတာကိုကိုကိုဟန်တလုံးပန်တလုံးလုံနေတာတွေကိုချိုးနှိမ်ခြင်းလို့ဟောဒီလိုကြံကြံတန်တန်ပြောပြတာကိုင်းတို့အလှဲ့ကြပြီမြခင်တို့တားဖာတွေလာပြီး အတာနေမိမတွေရောယောက်ျားတွေရော အများကြီးပဲကြွားတဲ့လာပါစီတိတိကျကျသာလှုပ်တဲ့ဥမာကဒီကလိုလက်ဖက်ရည်ပိုးသွားကပ်ပေးလို့မရဘူးဥမာကသူတော်ကောင်းတွေရော့ဒီမှာ250စာမေးပွဲအောင်ပေးပါလို့လုပ်လို့မရဘူးတကယ်ဖြေမရတယ်ထားပါတော့ထားပါတော့ထားပါတယ်ထားပါတယ်အဲ့ဒီလိုဂိတ်ဝင်တော့မြခင်တို့တားဖာတွေလာပြီးခြေစုံကကောင်စစ်လိုက်စမ်းဆိုတော့ငါကငါကူငါကျင်တက်ထိတ်ထိတ်ပဲဟိ ူတော်ကောင်းတွေနဲ့တွေ့ရတော့မှဆိုတော့သူရုပ်မာတွေကလက်နာဘောကွာအသာခက်တီတီနဲ့ငါကုံငါသူတော်ကောင်းကြီးအောင်ဆောင်ပြီးတော့ဝင်သွားတယ်။ကိုကြတော့ဖက်ဆိုလှမ်းကြည့်တယ်။ငါပတ်စပို့ကိုအရင်ကြည့်လိုက်တာပဲ။တို့သားဖားတွေရဲ့အချင်းတွေမကောင်းရင်လေမှဲ့စွန်းနေပါတယ်။ကောင်းရင်လေပွေးနေပါတယ်ခမညာ။နားလေထားစမ်းပါ။ဒါကြောင့်ဝိဇာလို့ခေါ်တာ။အလိုလိုသိနေတာအဲ့ဒါနဲ့ငါပတ်စပို့အရင်စစ်လိုက်တော့ဂိတ်ဆောင်နေတဲ့သူတွေကမကျေနပ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့လိုချင်တာကဖြောင့်တန်းပြီးတော့သူတော်စင်တွေကကြွသွားပြီးမရှိတော့ဘူး။ဟိုတုန်းကသူတော်စင်တွေကမရလဲနှစ်မလိုပဲ။ဟေ့မင်းကြိုက်တယ်လို့လို့ဒီလိုစွန့်သွားတာ။တို့ကတော့စွန့်ဖို့နင်းနေသားသားစွန့်ဖို့နင်းနေသားသားအဲ့ဒီတော့ဟိုကမှတ်ချက်ကြည့်တော့အေးကွာတဲ့တို့ကအခုခေတ်မှာတော့တကယ်ဖြောင့်ကြည့်တော့ရမှာမဟုတ်ဘူးတဲ့။တကယ်သူတော်ကောင်းအစ်လိုချင်တာတဲ့။မင်းတို့လောက်ပဲနင်းနေပါပါထိမ့်နိုင်တဲ့အကောင်ကိုပဲအခုခေတ်တော့ သူတော်ကောင်းလို့ခေါ်ရမှာပဲဆိုပြီးမကြည်မနှက်နဲ့တွင်းလိုက်တာသူကမင်းအရင်သွားဆိုပြီးငါ့ကိုအရင်တွင်းလိုက်တယ်ငါကအထက်ရောက်သွားပြီမဲ့တန်ရောစင်ဆိုတာရှိတော့ဘောကွာရင်တမမနဲ့ဟာတန်းညွန့်တို့မြင့်ဦးတို့မှပါလာပါမလားအပြင်ကကောင်းတွေကလည်းတို့များကြံနေကြမလားအဲ့ဒီလိုရင်ပင့်နေရတဲ့အချိန်မှာတယောက်စီတွင်းလိုက်တယ်အေးမင်းလည်းအတူတူပဲမင်းအဖေလိုပဲသွားသွားကောင်းနေကောင်းနေအကောက်ထဲမှာအဖြောင့်ရှား ွေးကွေးလေးဟာအဖြောင်ဆုံးနဲ့မှတ်ထားစမ်းပါကိုကိုကိုအဖြောင်ကြီးများမှတ်နေလို့လားအဲ့ဒီတော့မှဝင်ဝင်ဆိုတော့မိခလုတ်တွေကလည်းဘာအယောင်မှမပြဘူး450ယောက်145ယောက်ဝင်ပြီးတဲ့အခါနောက်တစ်ယောက်လည်းဝင်လာတဲ့အခါကျတော့မိအောင်လေးပြပြီနော်ပထမဆုံးဝင်လာတဲ့ကောင်အလှည့်ကျတော့မင်းပတ်စုပြဇန်နဲ့ကိုကစစ်စစ်တဲ့အရာရှိတွေကအကင်းပါတယ်ကွာဒီကောင်မျက်နှာလေးတိတ်မကောင်းဘူးပတ်စုကောက်စစ်လိုက်တော့သူ့ပတ်စုကောက်ကင်လိုက်ရောချက်စုအော်တိုမက်တစ် မိကလေးလေးကအပြာရောင်လေးပြလိုက်တယ်။သူ့မျက်နှာရှေ့မှာပဲ။ဟာအပြာရောင်ပြပါကြောင်းဒီလိုမိကလေးကသတိပေးလာရင်ကိုယ်အထဲကအရာရှိစီကိုစစ်ဆေးဖို့ပို့ပေးရတယ်။ကိုကအရာရှိကစစ်ကြည့်လိုက်တဲ့အခါကျတော့ဒီကောင်ကိုပြန်လွတ်လိုက်တဲ့။လာမင်းကထွက်ရပေါ့စကန်းနဲ့မတန်ဘူး။ဟာကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဖတ်ပြမယ်။မင်း၁၀ချိန်မြောက်အဘဘိုးတော်ဟန်ပူဇော်ဝဲတုန်းကမင်းပညာကြီးကိုအချင်းချင်းဖနှက်ခိုးထားတယ်တဲ့။ဒီလိုဆို ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့မင်းခိုးထားတဲ့ပညာကြီးကိုရှိသေးရင်ဖနှက်ပြန်ပေးလိုက်ပါတဲ့ပေးပြီးရင်လည်း